လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်ကိုပြောပြချင်ပါတယ်ဒီနေ့မှာတော့အလွန်လွန်လေးရင်းနဲ့သိမြင်မှုတွေများပြားတဲ့လူတယောက်ရဲ့လက်မှာပါတဲ့လမ်းကြောင်းတစ်ခုကိုပြောချင်ပါတယ်ဒီလမ်းကြောင်းဟာဆော်လွန်လက်စွပ်နဲ့စင်တူပေမဲ့ဆော်လွန်လက်စွပ်လုံးဝမဟုတ်ပါဘူးစင်ဖတ်တီလမ်းလို့ခေါ်ပါတယ်သူကဝုန်းဝိုက်နေတာရှိတယ်လို့ငင်းချောင်းပုံစံခက်ရှိရှိမျိုးနဲ့တွေ့ရတတ်ပါတယ်နှလုံးလမ်းကြောင်းထိပ်ဖြာမှာတွေ့ရတာမျိုးပါ ဘာလို့ပြောလဲဆိုတော့တိခန့်စိတ်တွေမြင့်တာတရားတွေကြီးမာတယ်။တဘာဝအရာအလိုလိုသိသိတွေအာကောင်းတဲ့သူတွေမှာပါဝင်တတ်ပါတယ်။ဒီလိုလူမျိုးဟာတီးတက်လေ့ကျင့်စရာမလိုပဲဝမ်းနွမ်းတဲ့နေအရာကိုစိတ်အင်အား illusion power အရင်အာကောင်းသူတွေပါ။အများစုကိုသူတို့ထက်မြတ်တဲ့ဒီလိုအလိုလျောက်သိစိတ်ကိုအသုံးမချဘဲအာနာစိတ်တနာစိတ်နဲ့သာဘဝကိုဖျက်ဆီးပါတယ်။ဒီလိုမျိုးလက်မှာလမ်းကြောင်းပါတဲ့သူတွေဟာနေ့စဉ်15မိနစ်မှတနာယီထိမိမိနိုင်တယ်လို့ တရားပုံမှန်ထိုင်ပြပါမေတ္တာဘာဝနာပွားပြပါကိုစွမ်းကိုစားတွေထက်မြက်လာမယ်စီးပွားရေးလူမှုရေးချင်ရေးဘက်ဘက်မှာကိုဟာကောင်းမွန်လာမယ်ဩစာကြီးမားလာမယ်ဘဝဖြစ်တဲ့အမှာအရင်လိုအားနာစိတ်တင်ငယ်စိတ်တွေကင်းပြောက်ပြီးကိုလို့သူမြဖြစ်ပြီးပြောသူမြအောင်မြင်တတ်ပါတယ်အလုံးအဓိပ္ပာယ်ပြေသွားတဲ့ဘဝအရရှိမှဖြစ်ပါတယ်ဒီလိုမျိုးပါသူတွေဟာပင်ကိုစိတ်နှလုံးပြေသွားသူတွေဖြစ်ပေမဲ့ emotional block ဖြစ်စေတဲ့အာနာစိတ်ရှက်စိတ်သင်ငယ်စိတ်တွေရှိပါတယ်။ဒါကိုတရားထိုင်ခြင်းမေတ္တာပွားများခြင်းနဲ့ပတ်သက်နိုင်ပြီးကိုယ်ရည်ရွယ်ရာဆန္ဒများတားဆီးမရှိပြီးပြည့်စုံပါလိမ့်မယ်။စိတ်အဟံတာတွေမရှိတော့မှသာကိုယ်အလိုဆန္ဒတွေရှိတဲ့အလျောက်လွတ်လွတ်လပ်လပ်လုပ်နိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုး sympathy line တွေပါအားမှာပဲဖြစ်ပါတယ်။နောက်ထပ်လက္ခဏာ line တစ်ခု ပြောခြင်းနဲ့ဗျာ။ဒီနေ့မှာတော့လက္ခဏာပေါ်ကအိမ်တော်ရေးလမ်းကြောင်းများအကြောင်းပြောခြင်းပါတယ်။အိမ်တော်ရေးလမ်းကြောင်းကိုမျိုးပါ။ အိမ်တော်ရေးကံမကောင်းသူတွေမှာအတွေ့အများတက်တဲ့လက္ခဏာပါမုတ်ဆိုးဖို့မုတ်ဆိုးမဖြစ်တဲ့သူတွေတခုလက်တလင်ကွာအိမ်တော်ကွဲဖြစ်တဲ့အပြိုကြီးလူပြိုကြီးတွေအိမ်တော်ကြိုက်ကွဲမှာပြန်ပေါင်းတင်ရသူတွေမှာတွေ့တဲ့လက္ခဏာမျိုးပါကြည့်ပါဒီပုံမှာဆိုရင်အိမ်တော်ရေးလမ်းကြောင်းဖြားဟာတနင်္လာဂျိုကုံဘက်ဖြားကိုထိကိုင်နေပါလေအောက်ကိုကိုကိုလေးဆက်ကြနေပါလေတချို့ဆိုရင်နှလုံးလမ်းကြောင်းတော်မှာဖြတ်သွားတဲ့ပုံမျိုးတွေ့ရပါတယ်။ဒါဟာအိမ်တော်ရင်းနဲ့ပတ်သက်ရင မကောင်းပါဘူးအိမ်တော်ကြီးညံ့ဖျင်းတတ်ပါတယ်ကွဲကွာရတတ်ပါတယ်ဒီပုံကိုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းမှာအောက်ကိုထိုးဆိုင်နေတဲ့မြင်းတက်များစွာရှိနေပါတယ်ဒါကဘာကိုပြောလဲဆိုတော့အိမ်တော်ကြီးမှာမျက်နာများတယ်တောကများတတ်တယ်နောက်ပြီးတော့တယောက်ပြီးတယောက်တယောက်ပြီးတယောက်အဲ့ဒီလိုမျိုး ဖြစ်နေတတ်ပါတယ်အိမ်တော်ကြီးလည်းမမြဲမြံပါဘူးအိမ်တော်ကြီးကိုလမ်းကြောင်းကိုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းဆိုတာတန်းနေမှာကောင်းပါလေဒီမှာကျတော့အိမ်တော်ကြီးလမ်းကြောင်းဖျားဟာ လက်တန်းအောက်ဘူးတစ်ခုချုပ်ကမောထောင်းတက်နေဒါကြတော့အိမ်တော်ကြီးမှာသူတလူငါတမင်းပုံစံမျိုးပါတယောက်စကားတယောက်နားမထောင်ကိုစွမ်းကိုစားတွေပြိုင်နေနေနောက်ဆုံးလမ်းခွဲတက်တဲ့ပုံမျိုးပါနောက်တစ်ခုကအိမ်တော်ကြီးလမ်းကြောင်းဟာဟိုးအောက်ထိဆိုင်စင်ပြီးအင်္ဂါဂျုံကုန်ထိတော်မှာဖျက်တမ်းသွားတက်ပါလေဒါကဘာကိုပြောလဲဆိုတော့အိမ်တော်ကြပြီးမှခေါင်းကွဲထိတ်ပြဲမကြာခဏအရိုင်းနဲ့ခံရရင်လည်းကွဲကွာတက်တဲ့သူမျိုးလက္ခဏာမှတွေ့ရပါတယ် နောက်တစ်ခုကိုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းကနှလုံးလမ်းကြောင်းကိုဖြတ်ပြီးအဖျားမှာကျွန်းရှင်နေတယ်ဒါကမုတ်ဆိုးမမုတ်ဆိုးဖို့ဖြစ်တဲ့ဆိုတဲ့လက္ခဏာပါအိမ်တော်ကြီးလမ်းကြောင်းကနှလုံးလမ်းကြောင်းကိုဖြတ်သွားတယ်ဒါကတော့မကောင်းပါဘူးအိမ်တော်ကြာပြီးမှနောက်ထပ်နှလုံးသားရေးရအရှုပ်ထွေးနေတဲ့အိမ်တော်ကြီးပြိုကွက်တတ်ပါတယ်အိမ်တော်ကြီးလမ်းကြောင်းကပြတ်တော့ပြတ်တော့ဖြစ်နေတာကိုတွေ့လာဒါလည်းမကောင်းပါဘူးအိမ်တော်ကြီးမှာပြတ်လိုက်ဆက်လိုက်ပြန်ပေါင်းထုတ်လိုက်နဲ့ဘယ်တော့မှအင်းကြီးနဲ့အိမ်တော်ကြီးဘဝမရတတ်ပါဘူး ိန်တော်ကြီးလမ်းကြောင်းဟာဘညာမြင်းပြိုင်နှစ်ကြောင်းပါရှိနေတယ်။ဒါကိုဆရာအများစုကတော့အိန်တော်20ကျတဲ့တယ်ပြောပေမဲ့တကယ်တော့အိန်တော်20ဆိုတာထက်အိန်တော်ကြီးမှာစိတ်နှခွာဖြစ်နေတတ်တယ်။နောက်ပြီးတော့ကို့မှာအိန်တော်ရှိရတဲ့နောက်ထပ်လူတွေကိုလည်းလှမ်းနေတတ်တယ်။နောက်ထပ်အိန်တော်ဘက်တွေလည်းရှာနေတတ်တယ်။ဒီလိုမျိုးလက္ခဏာပါ။အိန်တော်ကြီးမှာတော့မကောင်းတဲ့လက္ခဏာတစ်ခုပါ။အိန်တော်ကြီးလမ်းကြောင်းပြက်နေတာကတော့ရှင်းပါလေ။ဘာလို့ပြောလဲဆိုတော့အိန်တော်ကြီးမှာအိန်တော်ဆက်ဖြစ်တယ်ဆိုတဲ့လက္ခဏာပါ။အိန်တော်ကွဲကွာတတ်ပါလေ။ အိမ်တော်ကြီးလမ်းကြောင်းလယ်မှာကျွန်းပါနေတယ်။အိမ်တော်ကြီးလမ်းကြောင်းလယ်မှာကျွန်းပါနေတဲ့အတွက်အိမ်တော်ကြာပြီးမှဘဝဟာမတမယာဖြစ်တာကိုပြပါလိ။အိမ်တော်ကြီးလမ်းကြောင်းဖျားနှခွားဖြစ်နေတယ်။ဒါကတော့အိမ်တော်ကွဲကွာခြင်းကိုပြတဲ့လက္ခဏာပါ။မကောင်းပါဘူး။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါလိ။ဒါကတော့ထူးခြားတဲ့သတိကလေးတစ်ခုပါ။ဦးကောင်းလမ်းနဲ့ကံလမ်းကြားကထင်ရှားတဲ့သတိကံအကွက်လေးပါ။ဒီလိုမှတ်သားပါရင်အကျိုးပေးကောင်းတယ်ဗျ။ ဘာအကျိုးပေးကောင်းလဲဆိုတော့အဓိကအနေနဲ့လက္ခဏာရှင်ဟာကိုယ့်ရဲ့လုပ်ငန်းအလုပ်ကိုင်နဲ့သက်ဆိုင်မှုကလည်းဝင်ငွေအမြောင်များရရှိတတ်ပါလေ။ငွေအမြောင်များဝင်တဲ့လက္ခဏာတစ်ခုပါ။ငွေကြေးပိုင်းမှာအဆင်ပြေတာပြပါလေ။ကိုယ့်လုပ်ငန်းကနေလည်းရမယ်။အဓိကကိုယ်ပိုင်စီးပွားရေးသမားတွေအများစုမှာဒီလိုလက်မျိုးတွေ့ရတတ်ပါလေ။ဒီမှတ်သားပိုင်ငွေကြေးကံကောင်းတယ်။အသက်အရွယ်နဲ့ကံလန်းရအကျိုးကျေးဇူးရတယ်။ကံလန်းအားကောင်းရင်တော့အကျိုးကျေးဇူးပိုကြီးတယ်။သတိကံကပိုကြီးလေ။ရရှိမဲ့အကျိုးကျေးဇူးကများလေပါ။ ငွေလုံးရင်းဝင်တက်တယ်။ကိုပိုင်စီးပွားရေးလုပ်နေသူဆိုအကျိုးပို့ပြီးရတက်တယ်။သရီကန်ဆိုတဲ့နေရာမှာတကယ်သရီကန်ဖြစ်ဖို့လေလိုတာပေါ့ဗျာ။ဟိုဟာနဲ့ပေါင်ဆက်ဒီဟာနဲ့ပေါင်ဆက်ပြီးသရီကန်လုပ်လို့မရပါဘူး။ပုံမှန်အတိုင်းဖြစ်ဖို့တော့ချင်းချင်းချာချာလေးဖြစ်ဖို့တော့လိုပါလေ။သရီကန်ဟာလက္ခဏာမှာဘယ်နေရာမှာပဲပပကောင်းကျိုးချမ်းသာကိုပေးပါလိမ့်။